ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာကတော့နှလုံးသွေးကြောကျန်းမာရေးနဲ့ကော်ဖီတောက်သုံးခြင်းကြာဆက်ဆက်မှုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်နှလုံးကျန်းမာရေးကကော်ဖီတောက်သုံးခြင်းအပေါ်လွှမ်းမိုးမှုရှိနေတယ်လို့တောင်အော်စတြေးလျတက္ကသိုလ်သုတေသီများကမျိုးရိုးဗီဇအထောက်အထားနဲ့တရှိခဲ့ကြတာဖြစ်ပါတယ်။လူပေါင်း3သိန်း9000ကျော်ကိုလေ့လာခဲ့တာဖြစ်ပြီးတော့သွေးတူးသူတွေနှလုံးအောင့်သူတွေနှလုံးခုန်မမှန်သူတွေဟာမျိုးရိုးဗီဇအခြေခံကြည့်ရင်ကော်ဖီအနည်းငယ်သာတောက်လိရှိတာကိုတွေ့ခဲ့ကြပါတယ်။ လူတွေရဲ့မျိုးရိုးဗီဇတွေကကော်ဖီတောက်တဲ့ပမာဏကိုထိမ့်ညိပေးပြီးအများအပြားတောက်သုံးခြင်းမှကာကွယ်ပေးတာဖြစ်တယ်လို့ Uni SA Australia Center သူတေတီနဲ့ဥဆောင်ညွှန်ကြားရေးမှူး Professor Elena Hebonan ကပြောပါတယ်လူတွေကအကြောင်းပြချက်မျိုးစုံနဲ့ကော်ဖီတောက်ကြပြီမဲ့သွေးပောင်ချိန်ပေါ်မူတည်ပြီးကဖင်တက်ပမာဏကိုစိတ်ချရတဲ့အနေအထားထိထိန်းကြည့်ပေးတယ်လို့ဆိုပါတယ် ကော်ဖီများများတောက်တဲ့သူကကဖင်တက်ကို မျိုးဗီဇအရာပုံမခံနိုင်ရင်ရှိကကော်ဖီမတောက်သူတွေကတော့ကဖင်တက်ရဲ့စိုးကျိုးတွေကိုပုံမခံစားရနိုင်ပြီးသွေးတွန်းနိုင်ချေပုံများစီပါတယ် UK ဘိုင်အိုပန်မှာအချက်အလက်တွေနဲ့လူပေါင်း၄သိန်းနီးပါးရဲ့ကော်ဖီတောက်ချင်းအလစ်ထားကိုလေ့လာခဲ့ကသွေးပေါင်းချင်းအောက်အထက်အမှတ်နဲ့နှလုံးခုန်နှုန်းတို့ကိုနှိုင်းယှဉ်လေ့လာခဲ့ကြတာဖြစ်ပါတယ် ကော်ဖီဘလောက်တောက်တယ်ဆိုတဲ့ပမာဏကနှလုံးကျမ်းမရေးကိုညွန်ပြနေနိုင်တယ်လို့ professor ကပြောပါတယ်။ခန္ဓာကိုယ်ကကော်ဖီထက်တောက်ချင်တယ်လို့ခံစားရရင်ဒါဟာကျန်းမာရေးနဲ့ညီညွတ်အောင်အလိုက်တဲ့တောက်တုံးတဲ့လို့လည်းပြောဆိုထားပါတယ်ရှင်။နောက်ရက်တွေမှာလည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာအချို့ကိုထုတ်ထုတ်တင်ဆက်ပေးမှာမို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။